န်းနိုင်ငံရဲ့တောရာဘိတ်ကိုဒူတင်ဆရာတော်ကြီးဖရာအဂျမန်အပိုင်းစကိုဆက်တင်ဆက်ပေးခြင်းပါလေဖရာအဂျမန်ဆရာတော်ဟာကမ္မထန်ဖုန်ကြီးပြီးပြီးကမ္မထန်နဲ့သာမွေးရော်နေလေးရှိပါလေ32ကောထာတောက်ကိုသာအာယုံပြုပြီးကိုယ်တွင်မှစိတ်မပြန့်လွှဲအောင်ထိမ့်သိမ့်လျက်ရှိပါလေဒီခါကလည်းရန်ဥကောက်ကနေခြေဖြားထိအောင်သုံးသပ်ပြီးပွားများအားထုတ်ပါလေညာဘက်ဆို နတ်တွေငကားတွေလာရောက်တရားနာလေးရှိတယ်လို့ဆရာတော်ကပြောပါတယ် ဆရာတော်ဟာနေရာဒေသတစ်ခုမှာကြာရှည်သတင်းသုံးလို့မရှိပါဘူး။ချွင်းချက်အနေနဲ့ဈေးမဲ့နဲ့ဘက်မှာအချိန်တော်ကြာသတင်းသုံးမှုပါတယ်။ဈေးမဲ့မှာသတင်းသုံးတော့နှစ်နှစ်အများကြီးလာရောက်တရားနာတာကိုသတိပြုမိကြအောင်အရှင်းမြောက်ပိုင်းကြီးသားဟာနတ်ပရိသတ်မများလာပေမဲ့ငကားပရိသတ်များပြားကြောင်းရှင်းပြပါတယ်။ငကားလေးလာတဲ့ချိန်ကတော့ည7:00နာရီ7:00ဝန်းကျင်ချိန်နဲ့လာတနရားနာလေးရှိတယ်တဲ့။နတ်တွေကတော့ဒကောင်ရံချိန်လောက်မှလာပြီး ညနေမိုးတော့နှစ်နာရီခန့်မှာပြန်လေးရှိတယ်လို့ဆရာတော်ကဆိုပါတယ်တရားနာတဲ့အခါမှာလူတွေနဲ့လက်တွေမတူတဲ့ချက်ကနန္ဒကားတွေဟာအင်မတန်မှအစည်းကမ်းတွေဖြစ်တယ်တရားနာတဲ့အချိန်လူတွေလိုဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဘယ်ညာလှုပ်လို့မရှိပဲရိုးသေးတဝတ်စွာထမ်းပြီးမလှုပ်မရှက်တရားနာလည်းရှိပါတယ်လက်တွေတရားနာဖို့လာတဲ့အချိန်မှာဆရာတော်ကအရင်ဆုံးသုံးပတ်လှည့်ပြီးကြတော့တယ်တရားကိုတည်တည်ချာချာ တတိငိငိနှာပြီးရင်လဲတာရုသုံးကြိမ်ခေါ်ပြီးအနောက်ကိုတဖြည်းဖြည်းဆုပ်ခွာပြီးပြန်လေးရှိတယ်။နောက်ကိုတဖြည်းဖြည်းချင်းဆုပ်ပြီးခနာချင်းမှာပဲဝါခွန်းလေးတစ်ဖွဲကောင်းကင်ကို ပြန်တက်ပျောက်ွယ်သွားတယ်လို့မိန်ပါတယ်။တခါကငကားပြိတ်သက်နေစဉ်ရဆက်လာတရားနာတယ်။နောက်တဲ့ချိန်ငကားမင်းဟာသူ့ရဲ့ရာဇပလင်မှာတခါလဲယူလာသလိုအချွေရန်အသိပင်းနဲ့ပါကြွာလာလေးရှိပါတယ်။နောက်ပြီးသူယူလာတဲ့တောက်တော်ရေကိုဆရာတော်ထံအရင်ဆက်ကပ်ပြီးမှသူတောက်လေးရှိတယ်။ နတ်တွေကြိုက်တဲ့တရားကတော့အောင်ချင်းရှိပါတရားတော့အထူးကြိုက်နှစ်တည်းတဲ့တုတ်တန်ဒေသနာတော်တွေကိုလည်းကြိုက်ကြတယ်နတ်တွေဟာရွေးရှားတဲ့ခါလူစိတ်လိုပဲ သူတို့စင်နာဖြစ်တဲ့ခဏအတွင်းမှာပဲတဏှာကနေတဏှာချက်ချင်းရွေးရှားလင်ကြတယ်တခါကဘောဆရာတော်ဟာဇင်းမဲ့ကနေသူ့မွေးရထားနေအရှင်မြောက်ကိုပြန်ကြွားတဲ့အခါယထာဘုရားဘေးနှဖက်မှာနတ်တွေဟာကောင်းကင်မှာဝါကုန်းပုံလေးလို မျက်စိတစုံရက်နေကြပြီးဆရာတော်ကို လာရောက်ဂါရဘီနှုတ်ဆက်ကြပါတယ်။ယထာတော်ပြီတော်ကြတဲ့အချိန်ယထာနဲ့တူလိုက်ပါရွေးရှာပြီးပို့ဆောင်ပေးပြီးတော့ပျောက်ွယ်သွားတာမြင်တွေ့ရကြောင်းဆရာတော်ကမိန့်ပါတယ်။ဆရာတော်ကမြင်တွေ့ရပေမဲ့တခြားသူတွေကတော့ဘာမှမမြင်ရပါဘူး။ဆရာတော်ဟာတောင်တန်းဒေသဘက်မှာတရားအားထုတ်ဖို့ထွက်ခဲ့တော့ကလည်းမှုံဆိုတဲ့လူမျိုးတွေနေတဲ့နေရာဒေသတစ်ခုကိုရောက်ခဲ့တယ်တဲ့။ဒီမှုံလူမျိုးတွေဟာတဲ့အရပ်ပုပ် အသားဖြူဖြူငွေတဲတွေဝတ်ဆင်လည်းရှိတယ်။ဒီမှုံလူမျိုးတွေနေတဲ့ရွာတရွာနီးမှာဆရာတော်ဟာစတဲ့ချတယ်။မှုံလူမျိုးတွေဟာတောထွက်ရဟန်းတွေကို တွေ့ဘူးမြင်ဘူးခံမရှိလို့ဆရာတော်ကိုထူးထူးခြားခြားလာရောက်ကြည့်ရှုကြတယ်။သူတို့ဘာသာလုံးဆရာရှိတာကိုလည်းလုံနေတာပေါ့။ဒီနေ့မနက်မှာတော့ဆရာတော်ဟာဇင်းညာဆောင်ရင်ဘုတ်တော်ကိုပွားများနေတယ်။ဘဲချေလန်းရင်ဘုတ်ညာချေလန်းရင်တော့ခောက်ခောက်ခါမှွာပွားများနေတာကိုမှုံလူမျိုးရွာသူကြီးကကြည့်ပြီး အရှင်ဘုရားဘာပြောလို့ရှာနေတယ်လဲလာဆူးဆန်းတယ်ဆရာတော်ကလည်းငါဗုဒ္ဓကိုရှာနေတာလို့မိတ်တယ်ဗုဒ္ဓကဘလို့ရလဲပျော်ပျော်လေးလက်ရထားလို့မိတော့အေးမင်းတို့ရှာရင်ပြောင်းလက်လက်လဲမြင်ခြင်းမမြင်ရလိမ့်မယ်ပြောပြီးခြေလမ်းပြီးဖြစ်စေထိုင်ပြီးဖြစ်စေအဲ့တော့ဆရာတော်ဟာမုံလူမျိုးတို့ကိုနီးပေးလိုက်ပါလေဗုဒ္ဓကိုတွေ့ခြင်းတော့ခြေလမ်းပြီးဖြစ်စေထိုင်ပြီးဖြစ်စေဝင်သက်မှာပုတ် ဖတ်သက်မှာဒေါ်လို့မှတ်ဖို့တင်ကြပေးပါတယ်မင်းတို့ဒီနီးနဲ့ရှာရင်ဘုတ်တော်တွေ့လိမ့်မယ်လို့ပြောတော့မှုံခေါင်းဆောင်လို့သူကသူ့နောက်လိုက်တွေကိုပါတင်ကြတော့တရွာလုံးထိုင်လျက်ရောလမ်းလျှောက်ပြီးတော့မတိပင်းနဲ့ဘုတ်တော်ကမ္မထံပေါ်များအားထုတ်ပါတော့လေကာလာတော်ကြပြီးတဲ့နောက်ဆရာတော်ဟာနေရဒေသနဲ့ဒယကာမတွေပေါ်ညီးတွေဆွဲလက်မှုဟာချက်ဆဲလူလာနဲ့ရွာမထွက်ခွာဖို့လို့တော့မှုံတရွာလုံးငူယိုပြီးဆရာတော်ကိုတင်ငန်းဆွဲမသွားဖို့တောင်းပန်တောင်းမြင်ပါလေ မုံတရလုံးဟာဆရာတော်တရင်30ကာလတခြားနေ့စဉ်ဆုံးဖို့မပြတ်ပြုခဲ့ပေမဲ့ဆရာတော်ဟာတနေရာထဲမှာတရင်သုံးရင်မိမိရဲ့လိုရာခရီးမရောက်ဘူးဆိုတာသိတဲ့အတွက်ကြောင့်နေရာအစ်စ်ကိုကြွချီသွားကြောင်းမှတ်တမ်းမှာဖော်ပြထားပါလိမ့်။မုံလူမျိုးတွေကတော့ဆရာတော်ကြွသွားတဲ့အတွက်ကြောင့်ဝမ်းနဲ့ပလက်ဖြစ်ရပါလိမ့်။ဆရာတော်ဟာနေရာတနေရာမှာကြာကြာမနေသလိုဓာယိကဓာယိကမာရီနဲ့လည်းစကားကြာကြာပြောလို့မရှိဘူး။ ရုံးပရအားလျက်တွေမှာလာလေတဲ့ဒရကဒါယိကာမတွေကိုတရားပေးရမှာလဲတရားတူလိုပဲပေးလို့ရှိပါတယ်တရားပေးပြီးတာနဲ့ကျောင်းဆောင်တွေပြန်ဝင်ကမ္မထန်တရားပွားများအားထုတ်တယ်တခါကကျောင်းမှာလူတွေစစ်စစ်ကားကားနဲ့စွန့်ကြွေကြတယ်စွန့်ကြွေပြီးတဲ့အချိန်ဆရာတော်ကတရားပေးတော့တောက်စာဝဒနာထုံတဲ့မျိုးသားနှုတ်ဟာမူပြီးစစ်တူရင်ထိုးကစကားကိုအော်ကြီးကျယ်ပြောနေပါတယ်ဆရာတော်ကဘာမှပြောဆိုခြင်းမရှိပေမဲ့လည်းစစ်တူရင်ထိုးနေတဲ့ နှစ်ယောက်လုံးဟာရုတ်တရက်တိတ်သွားပါတယ်။တယောက်ကပါဇက်ကိုဖွင့်လျက်နောက်တယောက်ကျလက်ကိုမြှောက်လျက်စစ်တုရဲ့အယုတ်ကို ရွှေ့လျက်သားပုံစံနဲ့ကြောက်ရွံ့ကြီးလာရက်တန်သွားပါတယ်။အနီးနားမှာရှိတဲ့လူတွေအားလုံးဒီဖြစ်ပျက်ကိုအံ့ဩတကြီးမြင်ခဲ့ရပါတယ်။ဆရာတော်တရားဆုံးတော့မှ သူတို့နှစ်ယောက်ကအိမ်ဘက်ကလက်နိုးတို့လို ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့တရားဆုံးတော့မှသူတို့နှစ်ယောက်ဟာအိမ်မက်ကလန့်လို့လာသလိုပြန်လဲလှုပ်ရှားလာနိုင်ပါလေသူတို့ဖြစ်ကိုကြည်ပြီးဘေးကလူတွေဝိုင်းညီခဲ့ကြပါတယ်တနေ့တကားတူကဆရာတော်နားချင်းကပ်ပြီးရှောက်တယ်ဆရာတော်တဲ့တပည့်တော်ကိုနတ်တွေနိုင်ငံတွေပိတ်တာတွေပြပေးပါလားဖေရတဲ့ဆရာတော်ကခဏမြန်ဆိုင်ငံ့ပြီးတကားကြီးဆရာတော်ပြောတာတွေကိုယုံသလားလို့မေးတော့အရှင်ဖျားပြောတာတပည့်တော်ယုံပါတယ်လို့ရှောက်တော့ဆရာတော်ကဒီလိုဆိုမင်းကအင်မတန် အားတဲ့လိုပဲဒီလိုရှိရတကဆရာတော်ဥပမာပြောမယ်ဒီကြောင်းနဲ့မင်းီးမွေးမှာဓမ္မစင်ဒီမှာဆိုတဲ့ရုပ်ရှင်ုံကြီးရှိတယ်ဆိုပါတော့အဲ့ဒီရုပ်ရှင်ုံကြီးကဝင်ကြီးတော့မသေးဘူးငွေထောင်ပြီးမှလက်မှတ်ဝင်ဝယ်လို့ရတယ်ဆရာတော်ကနေ့စဉ်လူတရားကိုကြောင်းမှာဓမ္မဒေသနာဟောကြားပြီးကမ္မထံပွားများအားထုတ်စေတယ်အဲ့ဒီလိုဓမ္မတရားနာတရားပွားများအထုတ်တဲ့အတွက်အဲ့ဒီနေ့မှာဆရာတော်ကတူကိုဗတ္တိဟာစီပေးတယ် လာတရားနာတဲ့သူသီးသီးမှရှိတဲ့ပဆိုင်တွေဖွင့်ကြည့်လိုက်ရင် ရှိတဲ့ငွေတွေအတွက်ဟာဘယ်နည်းနဲ့မှမတူနိုင်ဘူးတယောက်က900နောက်တယောက်ကတပြားမှမရှိငွေ900ရှိတဲ့သူအတွက်ကတော့ဆရာတော်ချီးမြှင့်တဲ့ငွေတရားနဲ့ပေါင်းရင်1000ပြည့်ပြီမို့အဲ့ဒီမှာရုပ်ရှင်သွားကြည့်ပြီးဓမ္မရုပ်ရှင်ကိုတဝါးကြီးကြည့်နိုင်တာပေါ့တပြားမှမရှိတဲ့ဒကာတွေမှာတော့ဆရာတော်ချီးမြှင့်တဲ့ငွေတရားတည်းရှိသေးတာမို့နောက်အကြိမ်ကြိမ်ဆရာတော်စီလာပြီးဓမ္မဒေသနာကြားနာပြီးတရားတွေနေ့စဉ်လာရောက်ပွားများအားထုတ်ရလိမ့်မယ် ဘွေးတထောင်မပြည့်မချင်းတော့သူဟာအဲ့ဒီရုပ်ရှင်ကိုတွားပြီးဝင်ခွင့်လက်မှတ်မဝင်နိုင်ဘူးအဲ့ဒီရုပ်ရှင်ကြည့်ရင်ငွေတထောင်ရတဲ့အထိကျင့်ကြံပွားများအားထုတ်ပြီးနေရမှာပဲဒီတော့တကားကြီးကြည့်ကျင်တပါဆိုရင်တော့နက်လေနကားတွေပိတ်တာတွေကိုကြည့်ကျင်ရင်တကားကြီးလည်းရုပ်ရှင်ကိုလက်မှတ်ဝင်နိုင်တဲ့အထိငါဟောတဲ့တရားတွေနားပြီးကျင့်ကြည့်ရမယ်မိမိမျက်မြင်ကိုတွေ့ရှိမှယုံကြည်တာအကောင်းဆုံးလို့တရားပေးဟောပြောခဲ့ပါတယ် ဆရာတော်1945ခုနှစ်နိုဝင်ဘာ17ရက်နေ့မှာခန္ဓာဝန်ချခဲ့ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ဖုန်ကြီးပြောင်းပွဲကိုထိုင်းကလူပေါင်းတသိန်းကျော်လာရောက်ပြီးတော့အခါရပြုကြပါတယ်။ဒါအပြင်အဲဒီတော့ကထိုင်းအာဏာပိုင်ဖွဲ့တွေလည်းလာရောက်ဖုန်ကျော်ကြတော့ကြပါတယ်။တပ်တော်တွေယူရိုတွေကြတာမို့တကိုင်းချို့ခွဲပြီးကျန်တာတွေကိုတော့ဈေးကြီးတော့တည်ခဲ့တယ်။အများပြည်သူကိုလာရောက်ဖုန်ကျော်နိုင်စေဖို့တည်ထားကိုယ်ွယ်စေပါတယ်။ ခုကြက်ကဆရာတော်ကြီးရဲ့အယူတော်ဝင်ဖွင့်ရမှာရရှိတဲ့တူဦးတော်တကရင်ဟာသွင့်ဖျားစင်မှာတည်ထားပြီးကိုးကွယ်တာလေးနှစ်ကြာတဲ့ချိန်မှာအယူတော်ကိုခွင့်ကြည့်တော့ပလဲစီများသဖွယ်တက်တော်ပေါင်း420စုထူးဆန်းစွာမြင်တွေ့ကြရတာမို့အများပြည်သူဖူးမြော်နိုင်ဖို့ဆရာတော်ဇာပနပြုလို့ရာကြောင်းပိမဲ့မှာလှူထမ်းပေးခဲ့ပါတယ်ဒါကတော့တက်တော်တွေပါကြားခဲ့တယ်ထိုင်းနိုင်ငံမှာဆရာတော်ဖျားကြီးဖရာအာဂျမန်ကျောင်းကိုတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထူးပဲ ጄዝድ ማልቢያ